ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဓမ္မမေးခွန်းများမေးခွန်းပြုတော်မူပါရှင်ဗျာကောင်းပြီပထမဆုံးတပည့်တော်မေးလိုတာဗုဒ္ဓဘာသာဆိုတာဘာပါလဲရှင်ဗျာဘယ်မူရီကိုအခြေခံပါသေးလဲဗျာဗုဒ္ဓဘာသာရဲ့အန်တိတ်မှရည်မှန်းချက်ကရောဘာပါလဲဗျာဗုဒ္ဓဘာသာဆိုတာသစ္စာဗျာရဲ့အဆုံးအမဘဝမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဖရိတ်လုံးတဲ့နေဆိုတော့ way of life ကောင်းကျိုးချမ်းသာရရှိနိုင်တဲ့လူတွေအကျိုးစီးပွားဖြစ်ထွန်းစေနိုင်တဲ့အကြောင်းတရားတွေကိုလှုပ်ဆောင်ပြီးလူတွေဆင်းရဲဒုက္ခရောက်ရှိစေနိုင်တဲ့အဆိုးတရားတွေကရှောင်ရှားဖို့တောတင်ဆုံးမတဲ့ဘုရားရဲ့အဆုံးအမတွေကိုဘုရားဘာသာလို့ဆိုရမှာဖြစ်ပါတယ်။တိရိနိုင်ငံနိုင်ငံမှာဘုရားဘာသာဆိုတဲ့အသုံးကိုမသုံးဘဲနဲ့ဘုရားခမလို့ထည့်ထည့်သုံးတာရှိတယ်။ ဗုဒ္ဓကမဆိုတာဗုဒ္ဓရဲ့အာကမမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေတို့ဒီလိုပဲအထိပ္ပယ်ရပါတယ်ခုခေတ္တဘာသာပြန်တဲ့အခါဘာသာဆိုတာရလီဂျင်ကိုယ့်ရဲ့စိတ်ကပ်မှုတွေကိုအခြေခံပြီးတော့ဘာသာဆိုတဲ့စကားလုံးကိုသုံးလာကြတာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေဆိုတာလိုက်နာကျင့်သုံးအောင်မှာဖြစ်လို့ကိုယ့်ရဲ့စိတ်ကပ်မှုဆိုတဲ့ဟာကတွဲဖက်ပြီးတော့ပါလာတဲ့အရာတွေသာဖြစ်တယ်ပေါ့မှန်ပါဗျာ အဓိကကသုရဝတ္တဆိုတာမြတ်စွာဘုရားရဲ့အဆုံးမသွန်သင်ပြတာတဲ့စကားတွေပဲဖြစ်တယ်။ဒါပြင်မြတ်စွာဘုရားက ပါဠိဆုံးမတော်ဟုဆိုကိုကျင့်သီလကောင်းမှုနဲ့လူလူချင်းအကျင့်တရားထားဖို့ရှင်ထဲမှာရှိတဲ့လူတွေရဲ့စိတ်နှလုံးကိုပူပန်စေတတ်တဲ့ကိလေသာတရားတွေကိုလျှော့နှဲအောင်လျှော့ချနောက်ဆုံးမှာ အပြေးတိုင်ဖြစ်ရှင်ပြီးဆဲတော့ကလွမြောက်ဖို့ဆိုတာကိုမြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်။အချင်းညွပြောရမယ်ဆိုရင်ဘုရားရဲ့အဆုံးမစကားတွေကိုပိဋကတ်30နိကေ9ပြတမခဏဘောင်း7000တောင်မှာဒီမှတ်တမ်းတင်ထားတာ။အဲဒီမှတ်တမ်းတင်ထားတဲ့မြတ်စွာဘုရားရဲ့အဆုံးမတွေအားလုံးကိုဘုရားဘာသာဘုရားရဲ့ဆုံးမသွန်သင်ချက်များလို့ဒီလိုအတိဘယ်ကိုယူယူရမှာဖြစ်တယ်ပေါ့နော်။ အဲ့ဒီဗုဒ္ဓရဲ့သုံးသင်ဆုံးမချက်တွေကိုလိုက်နာတဲ့ပုံကိုယ်တွေကြတော့ဗုဒ္ဓဘာသာဝင်လို့ခေါ်ကြတယ်မှန်ပါပါအလားတူပြန်တဲ့ religion ဆိုတဲ့အင်္ဂလိပ်ဘာသာစကားကရှုံချီမှုနဲ့ကိုးကွယ်မှုကိုခြေခံပြီးတော့ပြောတဲ့စကားမှန်ပါပါဒီမှာတော့အဲ့လိုယုံကြည်မှုနဲ့ကိုးကွယ်မှုကိုခြေခံတာမဟုတ်ဘဲနဲ့လက်တွေ့ကျင့်သုံးမှုကိုဆုလိုတာဖြစ်လို့ အချင်းချင်းမိုက်ရမှာတော့ဘုရားဘာသာဆိုတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်များပဲဖြစ်တယ်။သူရဲ့အန္တိမဟိမန်ချက်ကရောဘာများဖြစ်မလဲ။ဘယ်မူတွေကိုခြေခံနေဆိုတာလေးကိုပြောအောင်နော်။မှန်ပါမှန်ပါ။မူလို့ဆိုရတဲ့ဘုရားဘာသာဖြစ်ဖို့အဓိကအကြောင်းတရားကတော့ကမ္မတက္ကတာ သမဒိဋ္ဌိလို့ပါဠိမှာဆိုတာ။အဲ့ဒီကမ္မတက္ကတာသမဒိဋ္ဌိဆိုတာကိုလောက်တာကိုနဲ့သက်ဆိုင်တယ်လို့ ခံယူချက်ကိုအခြေခံတယ်မှန်ပါဗျာမမလို့အများနာလဲတာနဲ့ပြောရမယ်ဆိုရင်ကံကံဤအကျိုးကိုလက်ခံတယ်မှန်ပါဗျာကံတရားကိုလက်ခံတယ်ကံတရားရဲ့အကျိုးကိုလက်ခံတယ်မှန်ပါဗျာအဲ့ဒီကံကံဤအကျိုးကိုလက်မခံရင်ဘုရားဘာသာမဖြစ်နိုင်ဘူးမှန်ပါဗျာရသော်ဗျာလည်းကမ္မဝါဒီကရိယာဝါဒီဒီကုသိုလ်အကုသိုလ်ဆိုတာလုံးလို့ရတယ်ကုသိုလ်အကုသိုလ်ဆိုတာရှိတယ်လို့ လက်ခံနေဝါဒဖြစ်တယ်မှန်ပါဗျာအဲ့ဒီကမ္မသက္ကတာတမဋိဋ္ဌိလို့ဆိုရင်ကိုလှုပ်တာကိုရတယ်ဆိုရင်ကမ္မဝါဒကိရိယာဝါဒကိုအခြေခံတာပဲဖြစ်တယ်ပေါ့မှန်ပါဗျာအဲ့ဒါကိုအခြေခံပြီးတော့ရသဗျာကျင့်စဉ်မျိုးကိုတမတ်ထားတယ်သီလသမာဓိပညာဆက်အဓိကကိုကျင့်တရားကောင်းဖို့ရဲ့နံပါတ်1မှန်ပါဗျာကိုကျင့်တရားကောင်းပြီတဲ့အခါစိတ်တက် ငြိမ်သက်အောင်လေ့ကျင့်တာ ਨੇ ထိုငြိမ်သက်မှုကြောင့်ရရှိလာတဲ့အသိပညာမှန်ပါဗျာအဲ့ဒါတွေဆိုတာဘုရားဘာသာရဲ့အချမ်းမြင်ဟိုကျင့်စိတ်တစ်ခုလို့ပြောမှာဖြစ်တယ်မှန်ပါဗျာဘုရားဘာသာရဲ့အတ္တိမယိမချက်ကပါလေလို့ဆိုတာကြတော့ဆဲဒုက္ခအလုံးအဆုံးတက်ရေးပဲဖြစ်တယ်မှန်ပါဗျာလူတွေတွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခဆိုတာမျိုးမျိုးရှိတယ်မှန်ပါအလုံးမရှောင်လွှဲနိုင်တဲ့ဆင်းရဲဒုက္ခကတော့ပါတော့စေ ဒုဗ္ဗာရလာပြီးရင်တဖြည်းဖြည်းအိုမင်းလာခြင်းနောက်ဆုံးမှာတည်ဆောက်ရခြင်းဆိုတာဒါအချိန်မှဆုံးဆင်းရဲဒုက္ခလို့ပြောမှာပဲဖြစ်တယ်မှန်ပါဗျာဒီကြားထဲမှာဆုံးရှုံးနေတာမူတွေကြုံရလို့တောကဖြစ်ရတာတို့ငိုရတာတို့ခန္ဓာကိုယ်မှာနာကျင်ကြိုက်ခဲတဲ့ဒုက္ခတွေကာယကဒုက္ခတွေခံစားရတာတို့စိတ်မချမ်းမသာဖြစ်တဲ့ဆင်းရဲဒုက္ခတွေခံစားရတာတို့ စိတ်ပင်ပန်းမှုတွေခံစားရတာတို့ဆိုရဲရင်ထဲကအပူတွေအဲ့ဒီဒုက္ခတွေလုံးဝအဆုံးသတ်ဖို့ဆိုတာဘုရားဗလာရဲ့အတ္တိမအီမန်ချက်ပဲဖြစ်တယ်တမန်ပါနောက်တစ်ခုကအတိတ်ကိုပုံချသောဝါဒဟုတ်ပါသလားဆိုရတယ်เนาะတမန်ပါအတိတ်ကိုပုံချတဲ့ဝါဒလုံးဝမဟုတ်ဘူးတမန်ပါရသော်ဗျာကအတိတ်အကြောင်းတရားကိုလည်းလက်ခံတယ်ပစ္စုပန်အကြောင်းတရားကိုလည်းလက်ခံတယ် အတိတ်ကြီးတတ်တပုံချတဲ့ဝါရကိုပုပ်ပိကတဟေတုဝါရလို့ခေါ်တယ်။အဲ့ဒီဝါရကဘုရားလက်မခံတဲ့ဝါရပဲ။မှန်ပါဗျာ။အရာရာဟာအတိတ်ကလုတ်ခဲလို့ဆိုတဲ့ဟာမျိုးလုံးဝလက်မခံ။မှန်ပါဗျာ။ပစ္စုပန်လောလောလတ်လတ်ဖြစ်ပေါ်နေတဲ့အကြောင်းတရားကိုလည်းထည့်သွင်းစဉ်းစားတယ်။မှန်ပါဗျာ။အဲ့တော့အတိတ်ကအကြောင်းတရားပဲဖြစ်စီပစ္စုပန်အကြောင်းတရားပဲဖြစ်စီအဲ့ဒီသက်ဆိုင်ရာအကြောင်းတရားတွေကို လက်ခံယုံကြည်ပြီးအတိမတ်ပြုတဲ့ဝါရသာလင်ဘုရားဝါရဖြစ်တယ်။နိဗ္ဗာန်ဆိုတာဘာပါလဲဖျား။ဘာကြောင့်ရောနိဗ္ဗာန်ရအောင်ကြိုးစားသင့်ပါလဲ။လူငယ်တော်တော်များတော့နိဗ္ဗာန်ဆိုတာကိုတေချာနားမလဲအတွက်နိဗ္ဗာန်ဆိုတာကိုလူငယ်များနားလဲအောင်ရှင်းပြရှင်းပြမိကြပြီးတော့မူပါ။ဟုတ်ပါတယ်။နိဗ္ဗာန်ဆိုတာဘုံဌာနကြီးတစ်ခုလည်းမဟုတ်ပါဘူး။နိဗ္ဗာန်ဆိုတဲ့စကားလုံးနဲ့ရှင်းမယ်ဆိုလို့ရှိရင် လူချင်းမှုတွေတွေ့တာမှုတွေတက်မဲ့မှုတွေအလုံးအဆုံးသက်သွားနိုင်တဲ့အဆင့်ကိုနိဗ္ဗာန်လို့ခေါ်တော့ပါဒါမို့နိဗ္ဗာန်ဆိုတဲ့စကားလုံးကဝါဏဆိုတာကံနဲ့အကျိုးကိုတွဲချိတ်ထားတယ်ဘဝတစ်ခုနဲ့ဘဝတစ်ခုကိုတွဲဆက်ပေးထားတယ်ဆင်းရဲဒုက္ခတွေဟာဆင်းဆက်မပြတ်တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေတဲ့အရာတွေဟာဘာကြောင့်လဲလို့ဆိုရင် လူကျင်မှုတွေတတ်မဲ့မှုတွေတွေ့တာမှုတွေတဏှာလောဘတွေကြောင့်ဖြစ်နေတာဖြစ်တယ်။အဲ့ဒီတဏှာလောဘတွေကိုချုပ်ငိမ့်တော့အောင်ဆုံးသတ်နိုင်တဲ့အဆင့်ဟာနိဗ္ဗာန်ပဲဖြစ်ပါတယ်။ဒါကနိဗ္ဗာန်ဆိုတဲ့စကားလုံးကပြောတဲ့အထိပယ်ပဲနော်။နောက်မိကောတစ်ခုကဘာကြောင့်နိဗ္ဗာန်ရောက်အောင်ကြိုးစားသင့်တယ်လဲဆိုတဲ့မိကောကတော့နိဗ္ဗာန်မရမချင်းလူမှုဒုက္ခတွေတို့ဘဝဒုက္ခတွေတို့ကြုံတွေ့နေမှာဖြစ်တယ် အဲ့ဒီဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီးတော့ဘယ်တော့မှအဲ့ဒီဒုက္ခမျိုးမရောက်အောင်ချမ်းသာမှုရချင်တယ်ဆိုရင်တော့ဒါနေပါရအောင်ကြိုးစားရမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်ကြိုးစားတဲ့နေဒုက္ခအဆုံးသတ်ဖို့အတွက်နေပါရအောင်ကြိုးစားနေပါရောက်မှဆင်းရဲဒုက္ခမှသမျှအဆုံးသတ်မှာဖြစ်တယ်ဒါကြောင့်မလို့ဆင်းရဲဒုက္ခကိုကြောက်သူတိုင်းရှုံမုန်းသူတိုင်းဟာနေပါရအောင်ကြိုးစားကြရတာဖြစ်တယ်ပေါ့နော် နိဗ္ဗာန်ဆိုတာလူငယ်တွေနားလဲအောင်ရှင်းပြပင်ချပေးပါလို့ဆိုခုနအတိဘေကလည်းပဲနိဗ္ဗာန်ဆိုတာဘုံဌာနကြီးလည်းမဟုတ်ဘူးကောင်းကင်ဘုံကြီးလည်းမဟုတ်ဘူးခံစားဆံသရတဲ့နေရာမျိုးလည်းမဟုတ်ဘူးအခုလက်ရှိဖြစ်ပေါ်နေတဲ့ဆင်းရဲဒုက္ခတွေအကြောင်းတရားတွေခြုံငိမ့်သွားလို့အခုဆင်းရဲဒုက္ခတွေအဆုံးသတ်သွားတာဆင်းရဲဒုက္ခဆိုတာလူတွေကမလို့ခြင်းဘူးမလို့ခြင်းဘူးဒုက္ခဆိုတာအပန်ကြောက်ရုံနဲ့ပဲ လူတွေမကြိုက်ကြဘူးပေါ့နော်အဲ့ဒီမကြိုက်တဲ့ဆင်းရဲဒုက္ခတွေကိုမရအောင်ဘယ်လိုလုပ်ရမလဲလို့ဆိုရင်အဲ့ဒီဆင်းရဲဒုက္ခတွေကို ထုတ်လုပ်နေတာဘယ်သူလဲဘယ်အရာလဲဆိုတာကိုသိရမှာဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကတိတိလင်းနဲ့ဟောထားတာရှိတယ်ဒုက္ခတမှုရောဆိုတာလေတဏဟာဒုက္ခတမှုရပဲဖြစ်တယ်ခန္ဓာက လိုချင်တတ်မဲ့မှုတွေရှိနေသေးသမျှကလပလုံးဒီလူတွေမလိုချင်တဲ့ဆင်းရဲဒုက္ခတွေကကြုံတွေ့နေမှဖြစ်တယ်။အဲ့ဒီဆင်းရဲဒုက္ခကို ဖြစ်စေတတ်တဲ့လိုချင်တတ်မဲ့မှုတွေကိုအဆုံးသတ်အောင်လုံလိုက်ခြင်းအပြင်ဒုက္ခအလုံးအဆုံးသတ်သွားတယ်။အဲ့ဒီအဆုံးသတ်သွားတာကိုပဲနိဗ္ဗာန်လို့ဆိုတာ။အဲ့တော့နိဗ္ဗာန်ကိုသိဖို့ဟာနံပါတ်1 ဘဝရဲ့ဆင်းရဲဒုက္ခတွေကိုနားလည်အောင်ကြိုးစားရတယ်။မှန်ပါဗျာ။နားလည်အောင်ကြိုးစားတဲ့အခါမှာဒီဒုက္ခတွေကိုမလိုချင်တော့ဘူးဆိုရင်ဒီဒုက္ခတွေကဘသူကနေလှုပ်ဆောင်ပေးနေတာလို့ဆိုတို့ချင်းတတ်မဲ့မှုတဏလှုပ်ဆောင်ပေးတယ်။မှန်ပါဗျာ။ဒါဖြင့်တို့ချင်းတတ်မဲ့မှုတဏကိုဖယ်ရှားပြစ်လိုက်လို့ရှင်။မှန်ပါဗျာ။အကြောင်းတရားတွေခြုံငိမ့်သွားလို့အကျိုးတရားငိမ့်သွားတဲ့အဆင့်ကိုလည်းနိဗ္ဗာန်လို့ပြောတယ်။မှန်ပါဗျာ။ဥပမာမယ်ခုမိွက်လေးဆိုလို့ရှင်နေ။မှန်ပါဗျာ။မိတော့ကလေးရှိတယ် အဲ့ဒီမိတော့ကလေးကဘယ်ပုံမှာယက်တည်နေတာတော့ဆိုမိစာနဲ့စီပုံမှာယက်တည်နေစီလေးကလည်းရှိနေတယ်မိစာလေးကလည်းရှိနေတယ်အဲ့ဒီပုံမှာမိတော့လေးယက်တည်နေတယ်စီလည်းမဖြေတော့ဘူးမိစာလည်းကုံသွားပြီဆိုတဲ့အခါသူ့လောင်းစရာသူ့ယက်တည်ဖို့နေရာမရှိတော့ဒီနှစ်ခု အကြောင်းတရားနှစ်ခု ကုံဆုံးသွားခြင်းကြောင့်မိတော့ကလေးငြိမ့်သွားတယ်အကြောင်း ကင်းသွားလို့အကျိုးတရားတွေလည်းကင်းသွားတယ်ဆိုတဲ့အဲ့ဒီအငြိမ့်သဘောကိုလည်းနိဗ္ဗာန်လို့ခေါ်တာပဲဘဝဆိုတာကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့ထုတ်လုပ်တာဖြစ်တယ်မှန်ပါဗျာကိလေသာတွေကိုဖယ်လိုက်တော့ကံတွေကအလုပ်ပဲဖြစ်တော့ကံနဲ့ကိလေသာငြိမ့်သွားပြီငြိမ့်သွားတဲ့အခါသူတို့ဘဝတစ်ခုကိုဆက်လက်မထုတ်တော့ဘူးဆက်လက်မထုတ်သည့်အတွက်ကြောင့်ဘဝကလည်းပြတ်သွားတယ်ကံကိလေသာဆိုတဲ့အကြောင်းငြိမ့်လို့အကျိုးဖြစ်တဲ့ ဆင်းရဲဒုက္ခဆိုတော့အငြိမ့်သွားတာဒါနိဗ္ဗာန်ပဲလို့ဆိုလို့ရတယ်မှန်ပါဗျာနော်နိဗ္ဗာန်ဆိုတာဘာမှမရှိခြင်းသဘောတရားကိုပြောတာမျိုးလားရှင်ပြာမရှိတာမဟုတ်ဘူးသွားဆိုတော့မိတော့လေးဆိုတာရှိတယ်မှန်ပါဗျာအဲ့ဒီမိတော့လေးရှိတော့မိတော့ကလေးငြိမ့်သွားတာရောမရှိဘူးလို့ပြောလို့ရလားအဲ့လိုတော့မရပါဘူးမရဘူးမိတော့ကလေးရှိလို့လောင်းနေတဲ့မိတော့ကလေးကိုညှိမ့်လိုက်တဲ့အငြိမ့်တဲ့သဘောမျိုးပဲ အရှိကိုငြိမ့်လိုက်တဲ့အခါငြိမ့်သွားတဲ့သဘောလေးကိုပဲနိဗ္ဗာန်လို့ဆိုလို့ရတယ်။နောက်ထပ်မိကုံတစ်ခုကတော့ဗုဒ္ဓဘာသာနဲ့အခြားဘာသာများနဲ့အဓိကကွာခြားချက်များကိုရှင်းပြရှင်းပြပြီးတော့မူပါ။ဟုတ်ပြီ။ဗုဒ္ဓဘာသာနဲ့တခြားဘာသာအဓိကကွာခြားချက်ကလူတွေဘာကြောင့်ဖြစ်ရသလဲဆိုတဲ့လောကကြီးကိုလောကကြီးကဘာကြောင့်အခုလိုဖြစ်ရသလဲ။ လူချင်းတူပါလေတယောက်နဲ့တယောက်ဘာကြောင့်ကြွားချနေသလဲဒီဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုကြည့်ပြီးအကြောင်းရှာတဲ့အခါမှာကြွားချသွားတယ်လူဘာကြောင့်ဖြစ်ရသလဲကဘာကြီးဘာကြောင့်ရှိနေရသလဲဆိုတာတွေကိုတချို့ကဘလို့ဖြေထုတ်တုံးဆိုတကူရှင်ကြီးဖြန်ဆင်းလို့ဆိုနေအကြောင်းကိုသူရှာတယ်မှန်ပါဗျာတကူရှင်ကဖြန်ဆင်းတယ်ဆိုအဲ့ဒါကိုရှင်းတော့ကလေးဣတရနေမနဝါရလို့ခေါ်တယ် ဣတရဆိုတာကဘာကြီးကိုစိုးမိုးအုပ်ချုပ်နိုင်တဲ့တကူရှင်ကြီးကနိဗ္ဗာန်သူစိတ်တိုင်းရဖန်ဆင်းလိုက်တယ်။မှန်ပါဗျာ။ဖန်ဆင်းလိုက်လို့လူတွေနဲ့တက်စီတက်မဲ့အရာတွေကပေါ်ထွန်းလာတယ်လို့သူတို့ယူဆတယ်။မှန်ပါဗျာ။အဲ့ဒါအကြောင်းရှာတာပဲဖြစ်တယ်။မှန်ပါဗျာ။နောက်တစ်ခုကဒါတွေက accident တဲ့အကြောင်းရှိပဲနဲ့သူကသူဖြစ်လာတာပါလို့ဖန်ဆင်းရှင်ဝါရကိုလက်မခံတဲ့ပုဂ္ဂိုလ်တွေက အကြောင်းမဲ့ဝါဒပဲဆိုပြီးအဟိတုကဝါဒဆိုတာအကြောင်းရှာတော့အဲ့ဒီကလည်းဘာသာတစ်ခုဖြစ်လာတယ်နောက်တစ်ခုကတော့အတိတ်ကိုပုံချတယ်ခုနပုပ္ပိကတာဟိတုဝါဒဆိုပေါ်လာတယ်ဟုတ်ပါဘူးဘာပဲဖြစ်ဖြစ်အတိတ်ကလုတ်ခဲ့လို့ဖြစ်တာဆိုပြီးတော့အတိတ်ကိုပုံချတယ်ဝါဒလည်းပဲအကြောင်းရှာတာပဲဖြစ်တယ်တခြားဘာသာတွေကအဲ့ဒီ၃မျိုးတည်းကတစ်မျိုးမျိုးအကြောင်းရှာကြတယ် ဘုရားဘာသာကဘာဝကြောင်းရှာတော့ဆိုကံနဲ့ကိလေသာပေါင်းဆက်လို့တောကကြီးကဖြစ်ထွန်းလာတယ်အမှန်ပါအဲ့တော့ဘုရားရဲ့အယူဆဟိုတယ်ဟောပြောချက်အရာဆိုလို့ရှင်အဓိကအကြောင်းရင်းကကံနဲ့ကိလေသာအမှန်ပါထိုကံနဲ့ကိလေသာအပြင်မှာရုပ်ကိုဖြစ်စေတဲ့ကံစိတ်ဥတုအာဟာရဆိုတဲ့အကြောင်း၄မျိုးမှန်ပါဗျာနန္တရားကိုဖြစ်စေတဲ့အာယုန်နဲ့ဝဋ်ထုစားတဲ့ ြောင်းတရားတွေကအမျိုးမျိုးမှန်ပါဗျာပဋ္ဌာန်း24ပစ္စည်းမှဆိုရင်အကြောင်းပေါင်း24မျိုးမှန်ပါဗျာပြိဿသမုပ္ပတ်မှဆိုရင်အကြောင်းအကျိုးတွေကိုမြတ်စွာဘုရား12မျိုးထီအောင်စကလုံးသုံးပြပြီးတော့ဖော်ပြထားတယ်မှန်ပါအဲ့ဒီအကြောင်းတရားရှာတဲ့အပေါ်မှာအဓိကကွယ်ပြားခြားနာကြမယ်အဲ့ဒီအကြောင်းတရားရှာသည့်ရှာတဲ့နေရာမှာဘယ်ဟာကြောင့်ဘာကြောင့်ဖြစ်တယ်လို့ဆိုတဲ့နေရာဒီအကြောင်းရှာတဲ့နေရာအဓိကကွာခြားပြီးတော့ကွာခြားပုံကတော့ ဘုရားကဣဒ္ဓရနေမနာသာဝရဖရာတကုရှင်ဖန်ဆင်းလို့ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်းတမခံမှုပြောစရာတွေဝေဖန်စရာတွေအများရှိတယ်အကြောင်းမဲ့ဖြစ်တယ်ဆိုတာလည်းလက်မခံမှုအကြောင်းရှိတယ်အတိတ်အကြောင်းတစ်ခုတည်းကိုပဲပုံချတဲ့ဝါရမျိုးလည်းလက်မခံမှုတကယ်ရတော့အကြောင်းဆိုတာမျိုးမျိုးရှိတယ်အတိတ်ကအကြောင်းလည်းပါမယ်ပစ္စုပန်အကြောင်းလည်းပါမယ် အဲ့ဒီအကြောင်းတွေကြောင့်သာလင်းတတ္တလောကကြီးနဲ့ဩဃသလောကကြီးလောကကြီးတွေဟာဖြစ်ထွန်းနေတာလို့မြတ်စွာဘုရားရှင်းပြတယ်။မှန်ပါဗျာ။အဲ့တော့အကြောင်းချိုးရှာတာချင်းကြွာချတယ်လို့သူပြောနော်။ဘုမုံခုနကမင်းခဲ့တဲ့ကံနဲ့ကိလေသာဆိုတာကံဆိုတာဘာပါလဲကိလေသာဆိုတာဘာပါလဲရှင်။ကံဆိုတာလူတွေရဲ့ intention နဲ့ပြောလိုက်တဲ့အရာနဲ့ပြုလုပ်လိုက်တဲ့ကိစ္စကိုကံလို့ခေါ်တယ်။မှန်ပါဗျာ။ လူတွေရဲ့ intention ဆိုတာစေရဏပေါ့ရှင်တွေကလှုပ်ဆော်မှုရှင်တွေကလှုပ်ဆော်တဲ့စေရဏလေးဟာအဓိကဖြစ်လို့သူ့ကိုကံလို့ခေါ်တာမှန်ပါဗျာစေရဏဟံဘိခွေကမ္မဝရမိလို့ပြောဆိုကြပါမိနေဝိရိကတုတ်တစ်ခုမှပဲအဲ့ဒါတွေ့ရတယ်ကံဆိုတာဟာဒီစိတ်မှာဖြစ်ပေါ်နေတဲ့စီဝေချက်တွေလှုပ်ဆော်ချက်တွေအလုံးကိုကံလို့ဆိုနိုင်တယ်ပေါ့နော်မှန်ပါဗျာ ကမ္မပစ္စည်းအောင်မှကြည့်လိုက်လို့ရှိရင်စေရနာကိုကမ္မကံလို့ခေါ်ခဲ့တယ်ပဋ္ဌာန်း၄၄ပစ္စည်းမှာဘုရားကမ္မပစ္စည်းအောင်ဆိုတာစေရနာကိုအဓိကထားပြီးတော့ဟောတာအဲ့တော့စေရနာလဲကံပဲသူများပစ္စည်းကိုမတရားလိုချင်တဲ့လောဘကိုယ်ဟာဖြစ်ချင်တဲ့အဘိဓါဆိုတဲ့လောဘဒုတိယကိုပျက်စီးသွားစေချင်တဲ့ဗျာပါဒဆိုတဲ့အမုန်းဒေါသအမှန်မမြင်တဲ့အမှားကိုလက်ခံထားတဲ့မိစ္ဆာဒိဋ္ဌိဆိုတဲ့အရာလည်းပဲကံလို့ခေါ်ပါတယ် အဲ့လောဘနဲ့ဆန့်ကျင်မဲ့အလောဘဖြာပါရနဲ့ဆန့်ကျင်တဲ့အပြပါရမေတ္တာတမဒိဋ္ဌိဆိုရယ်ကံကံရဲ့အကျိုးလက်ခံနဲ့ဉာဏ်ကိုလည်းပဲကံလို့ခေါ်ပါတယ်ကံလို့ဆိုတာဟာစေရနာနဲ့စေရသိက်အချို့တရားတွေကိုမြတ်စွာဘုရားကံလို့ခေါ်ပါတယ်အဲ့ဒါဒီအကြောင်းအလौတစ်ခုဖြစ်လာတယ်အလौကဘာလို့ဆိုရင်နှုတ်နဲ့စိတ်ထဲကကြံတွေးတာ ဖြစ်တယ်နှုတ်နဲ့ပြောဆိုတာဖြစ်တယ်ကိုရီလေး mental action တို့ ဗာပဲ action တို့ physical action တို့ပေါ့နော်မှန်ပါတယ်အဲ့ဒီလှုပ်ဆောင်မှုတွေကိုဖြစ်ပေါ်စေလို့အဲ့ဒါကိုကံလို့ခေါ်တယ်အကြောင်းတရားကိုခေါ်လိုက်တာမှန်ပါတယ်ကိလေသာဆိုတာကြတော့ချက်ချင်းမုံရင်းနဲ့ရှင်တွဲလာတဲ့ဖြစ်ပေါ်လာတဲ့ရှင်ထဲမှာပူလောင်စေတတ်တဲ့အရာနဲ့စိတ်ကိုညင်နွမ်းသွားစေတတ်တဲ့တဘာဝတရားတွေကိုအကုသိုလ်တရားတွေကိုကိလေသာလို့ခေါ်တယ်မှန်ပါဗျာနော်မှန်ပါ ပြောမယ်ဆိုရင်လောဘတို့ဒေါသတို့မောဟတို့မာနတို့ဒါတွေကိုကိလေသာလို့ခေါ်တာနော်တကယ်တော့ဒီဗုဒ္ဓအဟောတွေမှာပါတဲ့ဒီ납ပြီပြမာပြီငရေပြီငကားပြီတို့ဟာဗမာရှိပါတယ်လေဗျာတကယ်တော့အနည်းဆက်ဆုံးဘလို့ပုံဖော်လို့ရနိုင်ပါလေရှင်ပြီလို့ဆိုတဲ့အတိပဲကိုအရင်ကြည့်ရအောင်ပြမာပြီလို့ဆိုတာပြမာလူမျိုးတွေအများစုနေတာတပြည့်လူမျိုးတွေလည်းရှိတာပဲနော် မြတ်မလူမျိုးတွေအများစုနေတဲ့နေရာကိုမြတ်မပြေလို့ခေါ်တယ်လို့ပဲဆင်းရဲဒုက္ခနဲ့ဘဝအကုသိုလ်ကံတွေကြောင့်ဆင်းရဲဒုက္ခအတိပြီးတဲ့ဒီရဝန်းတစ်ခုမှာဒုက္ခခံစားနေရတဲ့တရားဝါရီနေတဲ့နေရာကိုငရဲပြီလို့ခေါ်မှာပါဗျာနော်မှန်ပါဗျာဆယ်နေရာမှာရှိတယ်လဲဆိုတော့မြတ်စွာဘုရားကဘယ်မှာရှိတယ်လို့တိုက်ရိုက်ပြောထားတာတော့မရှိဘူး ဖုံဖုံအတွင်းနဲ့ပြောရမယ်ဆိုလို့ရှိရင်အမြဲတမ်းမီးလောင်နေတဲ့အတွင်းထဲမှာပူလောင်နေတဲ့ဒီမီးတောင်တွေဆိုရှိတယ်အမှန်အဲ့ဒီမီးတောင်တွေထဲမှာတက်စီတော်ဟာနေနေဖြစ်နေတဲ့ကောင်းနေဟာအမြဲတမ်းပူလောင်နေမှာပဲအမှန်မြေယူသီးထဲမှာမွေးတဲ့ပိုးလိုပဲပေါ့နော်အမှန်အဲ့လိုမျိုးမရှိနိုင်ဘူးလားရှိတယ်အခုရေဘူးတွင်နေပါလေဆိုတာစာပေကျမ်းအရပြောမယ်ဆိုရင်တပောတာမြစ်ဆိုတာအိန္ဒိယမှာရှိတယ်အမှန်အဲ့တပောတာမြစ်ဟာ တပောရဆိုတာတပဆိုတာပူတဲ့ဥရကရေးမှန်ပါဗျာရေးဘူးစမ်းစီစင်းတဲ့မြစ်မှန်ပါဗျာအဲ့ဒီမြစ်ကဘာကြောင့်ရေးဘူးဖြစ်ရတယ်လဲလို့ဆိုရင်လောဟကုန်ပြီလို့ခေါ်တဲ့ငရဲအိုးကြီးနှစ်ခုကြာဖြတ်စီလာတယ်ဆိုတော့မှန်ပါဗျာစဉ်းစားကြည့်ရတာကမီးတောင်ကြီးနှစ်ခုကြာကနေဖြတ်စီလာတော့ဟိုဘက်ကလည်းမီးတွေလောင်နေတဲ့ဘက်ကလည်းမီးတွေလောင်အဲ့ဒီကြားထဲကဖြတ်စီလာလို့ဒီရေပူသွားတာဆိုတော့မှန်ပါဗျာအဲ့တော့တချို့စာကျမ်းလေးတွေအနေနဲ့ ြောမယ်ဆိုရင်တော့မြေကြီးအောင်မှငရေပြီဆိုတာရှင်းနိုင်တယ်ပေါ့နော်မှန်ပါဗျာရှင်းနိုင်တယ်လို့ပြောအစင်းဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေတရားတွေပေါ့ဒုက္ခခံရတဲ့တရားတွေအေးမြတ်မြတ်မနေရဘဲနဲ့အများရန်ဒီဆဲဒုက္ခခံနေရတဲ့တရားတွေနေတဲ့ဣရိယာကြီးတစ်ခုကိုငရေပြီလို့ပြောမှန်ပါဗျာအဲ့ဒီငရေပြီကိုမြတ်စွာဘုရားပုံဖော်ပြီးတော့ဟောတာရှိတယ်မြင်ရတာလဲ60လမ်းစရာ ကြားရတဲ့အတန်းကလည်းကြောက်เสียလန့်เสียအနံ့ကြီးကလည်းမခတ်နိုင်တော့အောင်ဆိုတဲ့အနံ့မှန်ပါဗျာလက်ရကအရသာကလည်းပဲလုံးဝခံရခက်တဲ့အရသာခန္ဓာကိုယ်လာထိတာလည်းပဲလုံးဝအထိတွေ့မကောင်းတဲ့ဟာစိတ်ထဲမှာကူးလိုက်ရရင်လည်းအကောင်းတစ်ခုတစ်ခုမှမရှိတဲ့မျက်စိနာနာလက်ရကာရရလို့ဆိုတဲ့လူရဲ့ခန္ဓာကိုယ်မှာဆက်သွဲတဲ့အရာတွေဟာအလုံးဟာ၆၀လမ်းเสีย ဟိုစိတ်မချမ်းသာကြရတဲ့ကြီးနဲ့ကျုံတွေးနေရတဲ့သရဝါတွေကိုငရေနေရခံရတဲ့သရဝါလို့ခေါ်တယ်။မှန်ပါဗျာ။အဲ့ဒီငရေသားသရဝါတွေနေထိုင်ရာဧရိယာကြီးတခုမင်းကြီးလို့ပြောတာ။မှန်ပါဗျာ။နတ်ကြီးဆိုတာကတော့လူတွေနေတဲ့နေရာအပါဝင်လို့ပြောမယ်။ဘာလို့ဆိုဘုံမဆိုးနတ်ဆာရှိတယ်။မှန်ပါဗျာ။တပည့်ဆက်ကြတယ်မှာဘုံမာနံဒေဝနံတတ္ထံသုတ်တော်ဟာ သတ္တုမာရာဇိကဒေဝါလို့ဆိုပြီးတော့လူပြည်မှာလူတွေနဲ့လက်ပေါင်းတည်းနေတဲ့အဲအိဆောင်နတ်တို့ကျောင်းဆောင်နတ်တို့ရှုကဆိုးတို့ဘုံမဆိုးတို့ဆိုတာရှိတယ်မှန်ပါဗျာအဲ့ဒါအဲ့ဒီသူတို့ရဲ့နေထိုင်တဲ့ဧရိယာဟာဟုတ်အထက်လွတ်လပ်တဲ့အာကာသအထီအောင်သူတို့ချမ်းသာဒုက္ခနဲ့ပြည့်စုံတဲ့တရဝါးနေထိုင်တဲ့နေရာကိုလက်ပြည့်တို့ခေါ်တာ မှန်ပါဗျာပြမဆိုတာကသူကမြင့်မြတ်တဲ့စိတ်နဲ့အမြဲတမ်းနေကြတယ်မှန်ပါမေတ္တာကရုဏာမုရိတာဥပိ္ခာဆိုတဲ့ပြမစိုးတရားနဲ့အမြဲတမ်းနေတယ်သို့သောပြမပြည့်ကိုရောက်တာဒါနနဲ့သီလနဲ့တည်းမရောက်ဘူးမှန်ပါဗျာတပထချင်းစဉ်တစ်ခုပေါ့ပေါ့ရော အောင်မြောင်ကျင့်နိုင်မှပြမပြည့်ကိုရောက်တာဖြစ်တယ်မှန်ပါအဲ့ဒါလေချင်းစဉ်ရင်တူတဲ့ပုံကိုယ်တွေဟာဆံလို့ခေါ်တဲ့ဟာပေါ့နော်မှန်ပါ တပ္ပရချက်စဉ်ကျင့်လို့အဲ့ဒီအကြောင်းတရားတွေတူညီပြီးတော့ရောက်ရှိသွားတဲ့ပုံကိုယ်တွေရဲ့နေထိုင်ရာဧရိယာတစ်ခုကိုပြမပြည့်လို့ပဲပြောရမှာပေါ့မှန်ပါဗျာနော်ငခါပြည့်ဆိုတာကတော့စာရဲပေတဲ့မှာတော့သူကပင်လယ်အောက်မှာအဓိကအများကြီးရှိတယ်ပေါ့နော်မြစ်မို့တောင်အောက်မှာလည်းရှိတယ်လို့ဆိုတယ်အဲ့တော့ငခါလို့ဆိုတာပမာပြည့်ကငခါဆိုတာတော့ အကြီးဆရာကြီးရဲ့ကောင်းမှုနဲ့အချွန်တက်ပါမတကားလို့ထင်တယ်။အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ဒီကောဘရာဆွဲပွဲဟောက်ကြီးတွေကိုနိမ့်နာဂါလို့ခေါ်တာ။မှန်ပါဗျာ။အဲ့ဒီနာဂါကနေနဂါလို့ပြောလာကြတာ။မှန်ပါဗျာ။အိန္ဒိယနိုင်ငံမှာနာဂါဆိုတာအဲ့ဒီပပင်းထောင်နဲ့မွေဟောက်ကြီးတွေကိုအဓိကထားပြီးတော့ခေါ်တယ်။ပမာအယူဆနဲ့နဂါဆိုတာဒီကနေ့လူတွေကမတွေးကြတော့ သူကမွေဟောက်ကိုမွေဟောက်တို့မပွေးတို့ပေါ့နော်အဲ့ဒီအကောင်လေးကိုနာဂလို့ခေါ်တာအဲ့တော့အဲ့ဒီအကောင်လေးကမြေကြီးအောင်မှလည်းရှိတယ်အကောင်ကြီးကြီးတွေကြတော့ပင်လယ်အောင်မှလည်းရှိတယ်အဲ့တော့သူတို့အများဆုံးနေတဲ့ဧရိယာကိုနဂါပြေလို့ခေါ်မှာပေါ့နော်ဒါကတော့တရဝါးတွေရှိတဲ့နေရာတစ်ခုအများဆုံးရှိတဲ့နေရာတွေကိုရှင်းညွှန်ပြီးခေါ်တာပါတာမေသူမိစ္ဆာစာရကံဟာအိမ်အောင်ရှိရလူနဲ့ပြင်မမိမှထိုက်တာမျိုးလားရှင်ဗျာယခုခေတ်လူနေထိုင်မှုပုံစံမျိုးမှာ living together နေလို့ရှိရင်ရောဒီကံထိုက်ပါသလားနောက်တစ်ခုကကြတော့ယောက်ျားဖြစ်သူကအပိတိုင်ယဟန်ဝတ်ခဲ့လို့ရှိရင်မိန်းမဖြစ်သူကို꽈ရှင်ခွင့်ပေးခဲ့သင့်ပါသလား꽈ရှင်ခွင့်မပေးဘဲယဟန်ပေါက်နဲ့နေနေပါကလည်းအဲ့ဒီယဟန်နဲ့ဒီမိန်းမနဲ့ကအကျဉ်လင်များဖြစ်မြောက်နေစေလားရှင်ပြဟုတ်ပြီကမေတုမစ္ဆာစရာကဟာအိနောက်ရှိတဲ့သူနဲ့ပြမမိမထိုက်တာမျိုးလားဆိုယောက်ျားဘက်ကကြည့်မယ် အမျိုးသားတွေမပြင်းမာရမယ်အမျိုးသမီးက20ရှိတယ်အအကြမ်းရင်းပြောမယ်ဆိုရင်အမေရဲ့အုတ်ထိမှု အောက်မှာရှိတယ်အဖေရဲ့အုတ်ထိမှုအောက်မှာရှိတယ်မိဘနှစ်ပါးလုံးရဲ့အုတ်ထိမှုအောက်ညီကောင်မောင်နှမတွေရဲ့အုတ်ထိမှုဆိုလိုတာကမိသားစုဝင် ဖြစ်လာလို့ရှိရင်တပ်မိသားစုရဲ့ဆောက်ရှောက်မှုလို့ခေါ်တာပဲဒါ responsible ဖြစ်သွားပြီလေဆွေမျိုးတော်လာပြီဆို responsible အဲ့ဒီအပြိုပဲဖြစ်စေယောက်ျားတွေကအမေရဲ့ထိမ့်သိမ့်ဆောက်ဆောင်မှုအဖေရဲ့ထိမ့်သိမ့်ဆောက်ဆောင်မှုတွေမကင်းသေးတဲ့အမျိုးသမီးတစ်ယောက်နဲ့ပြမလို့ရှိရင်ကမိသမီးဆက်ဆံကထိုင်တယ်။နောက်တစ်ခါကျတော့မယားဆယ်မျိုးလို့ခေါ်တယ်။တဝူကအိမ်တော်ပြုထားတဲ့မျိုးသမီးတွေတနည်းနည်းနဲ့အိမ်တော်ပြုထားတဲ့မျိုးသမီးက10မျိုးရှိတယ်။အဲဒီ10မျိုးနဲ့ပြမလို့ရှိရင်လေမျိုးသားတွေဟာ ကမ္ဘာသမီးဆက်စားကန်ထိုက်တယ်အမျိုးသမီးဘက်ကနေချိမယ်ဆိုလို့ရှိရင်အမျိုးသမီးတွေဟာကိုယ်နဲ့အိမ်အောင်ပြုထားတဲ့ပုံကလွဲပြီးတခြားပုံကပြုမှလို့ရှိရင်အမျိုးသမီးတွေကကမ္ဘာသမီးဆက်စားကန်ထိုက်တယ်နော်အကုန်ပုံပြောပုံရဆိုလို့ရှိရင်အမျိုးသားတွေကအိမ်အောင်မပြုမချင်းအောင်ဘယ်မျိုးသမီးတွေမှဒီပြင်မလို့မရဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေဟုတ်တယ် unlawful sex relation lawful sex လူတိုင်းလူတိုင်းမှာနိုင်ငံထဲမှာလည်းဥပဒေတွေရှိတယ်လေမှန်ပါသူကထုံတန်းစင်လာအရာထိမြန်ထားတာမဟုတ်ဘဲနဲ့အမီးရဲ့အုတ်ထိန်မှုအောက်ရှိတဲ့ဖေးရဲ့အုတ်ထိန်မှုအောက်ရှိတဲ့ဟာတွေနဲ့ဆိုရင်သူကကာမေစုမေဆာဆာရလို့ပဲခေါ်တယ်မြို့သားတွေကပုံများတယ်တင်ပါဒါဖြစ်ရင်ပြည်တန်စာတွေရောအခကြီးဝင်ပြီးပြီးတော့ပြောပါတာမျိုးじゃအဲ့ဒါတော့လွတ်တဲ့သူကပြည်တန်စာကြတော့သူကမုဟုတ်တိခါလို့ခေါ်တယ်မဟုတ်တိခါလည်းအဖြစ်ရှိတယ်မျိုးသားတွေကအပြစ်လွတ်တာနည်းတယ် အံလောဖို့မဖြစ်ဖို့ပဲရည်ချီတာပေါ့ဗုဒ္ဓဘာသာရဆိုလို့ရှင်အမျိုးသားနဲ့အမျိုးသမီးသဘောတူနေလို့ရှင်တော့မှဒီတရားဝင်လက်မထပ်ရသေးမှဖြစ်ဖြစ်မိဘတွေရဲ့အုတ်ထိန်မှုအောက်မှာရှိနေသေးမှဖြစ်ဖြစ်ဒီပြမားမိလို့ရှင်ကာမေသူမိစ္ဆာစာရကံထိုက်တယ်လို့ရှင်ပြား तू ကတော့မိဘတွေကသဘောတူထားပြီးပြီဆိုရင်တော့သဘောတူခြင်းဒီပင်လင်ခွင့်ပြုခြင်းဖြစ်သွားပြီပေါ့မှန်ပါဗျာဘလို့ဖြစ်เสียအကြောင်းတော့မရှိတော့ဘူးလို့ထင်ပါတယ်ထင်ပါဗျာနော်ထင်ပါနောက်တစ်ခုကကြတော့ ယောက်ျားဖြစ်သူကအပိဒံယဟန်ဝတ်ခဲ့လို့ရှင်ရောမိမဖြစ်သူကွာရှင်းပေးခဲ့တဲ့သင်ပါတလားဖျာအကေးအဲ့ဒါတင်ပါဖျာအဲ့ဒါအဲ့တော့ယဟန်ဝတ်တယ်ဆိုတာ renounce လောက်တာပဲ renounce ဆိုဘာတွေကိုဆုံးလို့ရတော့ဆိုရင်ဆွေမျိုးတွေကိုဆုံးလို့ရတယ်ကိုပိုင်တဲ့ပစ္စည်းဥစ္စာတွေကိုဆုံးလို့ရတယ်ဆွေမျိုးဆိုတဲ့အထက်မှာထားလိုက်ပါတော့ကိုအိမ်တော်ရှင်အိမ်တော်ဘက်ကိုလည်းဆုံးလို့ရတယ်တင်ပါဖျာနော်အဲ့ဒါတွေကို renounce လောက်ပြီးတော့ယဟန်ဘွားကူချတာ ရှိခေထွန်းတန်းဆက်လာလို့မှန်ပါဗျာသို့တော့အပြည့်တိုင်ကွာရှင်းပေးခင်ပေးခဲ့တဲ့ပါသလားဆိုရဲမေးခွန်းကြတာသူကကွာရှင်းပေးသည်ဖြစ်စေမကွာရှင်းပေးသည်ဖြစ်စေသူက renounce လုပ်တော့ရဟန်းဝင်လို့ရှိရင်အထီးကကမိမစီပါဖွင့်မပန်းဘူးမိဘစီပါပဲခွင့်ပန်းရမှန်ပါဗျာအမျိုးသမီးကသဘောတူသည်ဖြစ်စေသဘောမတူသည်ဖြစ်စေသူက အလိုလျောက်ရံဖြစ်သွားရင်ကွာရှင်းပြီးသားဖြစ်သွားတယ်သူ့အနေနဲ့ကလည်းပန်းဆိုင်မှုတွေအားလုံးကိုဆုံးလုပ်ပြီးသားဖြစ်သွားတယ်မှန်ပါဗျာနော်မှန်ပါဗျာမှန်ပါအရှိရှိထုံးစံကိုပြောပြတာပေါ့နော်မှန်ပါဗျာဖရာလက်ထက်ကထုံးစံအပြည့်တိုင်ကွာရှင်းပေးဖို့ဆိုတာတရားဝင်ကွာရှင်းခွင့်အခုခေတ်လိုစာချုပ်တွေပါတယ်ဒိုက်ဘော့စ်လောက်တာကြောင့်မရှိဘူးမှန်ပါဗျာသူတင်အောင်ဝတ်သွားတာနဲ့တပြိုင်တည်းကွာရှင်းပြီးသားဖြစ်သွားတယ်မှန်ပါဗျာနော်အဲ့လိုဆုလို့တယ်ကွာရှင်းခွင့်မပေးဘဲယဟန်ပေါင်နဲ့ဝင်ကအကျင့်မရဖြစ်အရာရောက်နေစေလားဆိုတာ တယ်။တင်မယားလို့သွားနေရင်တော့ဒီကဘုန်းကြီးဘုရားဆွန့်ထွက်ရမယ်သူက။မှန်ပါဗျာ။အဲမကျူးလို့ရင်တော့သူကနေလို့ရတယ်။မှန်ပါဗျာ။ဒီလိုပဲဖရာလက်ထက်ကတထေသာသူဒိဏ္ဍဆိုသူ့အမိဖေတွေစီကိုအတင်းကျပ်ခွင်တောင်းပြီးတော့ဝတ်တယ်။မှန်ပါဗျာ။သူစနီးမယားလည်းအိမ်မှာရှိတာပဲ။မှန်ပါဗျာ။သို့တော့သူပါမမပတ်သက်ဘူးဆိုလို့ရှိရင်တော့သူကရဟန်းကောင်းပဲ။ခဏလေးပတ်သက်ရင်တော့သူကပြည့်ရှိတယ်အဲ့ဒါ ်ပါဗျာ။သစ္စာရတရားထွက်အပ်ဆိုတော့ရတောရာနဲ့သူကွာရှင်းခဲ့တာမှဟုတ်ပါတယ်။မှန်ပါဗျာ။သို့တော်လည်းမပတ်သက်ဘူးဆိုတာသိသွားပြီလေ။ဟိုခြံသားချင်းခံရတဲ့အမျိုးသမီးတွေအနေနဲ့ကြတော့နောက်ထပ်အိမ်အောင်ပြုလို့ရတာဗျာ။ရတယ်ရတယ်။ဆုံးလို့တော့ရတယ်။အမျိုးသမီးတွေမှာအိန္ဒိယထုံးစံရပြောမဆွေး။တမန်သူတို့မှာတားယောက်ျားထွန်ကားသည်ဖြစ်စေ။အဲတားယောက်ျားထွန်ကားမှယောက်ျားရဲ့အပွေးကိုခံယူခွင့်ရှိတယ်။မှန်ပါဗျာ အယောက်ျားမထွန်းကားလို့ရှိရင်သူကဒီတိုင်းပဲအဝတ်တစ်ခုအဝတ်တစ်ထည့်ကိုတစ်ခုနဲ့ပဲအိမ်မောဆင်းရတယ်။ဘာမှပန်ဆိုင်ဝယ်ဖြစ်ဘူး။တာယောက်ျားထွန်းကားလို့ရှိရင်တာယောက်ျားကိုအကြောင်းပြုပြီးတော့သူတို့ကတာကမွေခန္ဓာ။မှန်ပါဗျာ။သူကတော့မွေခန္ဓာမဟုတ်ဘူး။ဒါပေမဲ့တာကိုအကြောင်းပြုပြီးသူ့ဘဝအဆင်ပြေတယ်။သားသမီးမရှိဘူးဆိုတော့အမျိုးသမီးကတော့ဒီတိုင်းပဲဘာမှဆက်ခံဝင်မရှိတော့။မှန်ပါဗျာ။ဒါအိန္ဒိယရဲ့ထောင်ဒဏ်ဆင်တာ။မှန်ပါဗျာ။ဒါကြောင့်မို့လို့ တို့ကသာသမီမထွန်းကားဘူးဆိုရင်တို့ဘဝအတွက်ဒါဆိုရိတ်တယ်။မှန်ပါဗျာ။ခုခေတ်ကတော့အဲ့လိုမရှိတော့ပါဘူးနော်။မရှိတော့။အနောက်တိုင်းကဆိုသာဆိုသေးတယ်။ Divorce လုပ်ရင်ယောက်ျားအများကြီးရောရတယ်။မှန်ပါဗျာ။လူမှုနဲ့သက်ဆိုင်တဲ့ဘာသာနဲ့မသက်ဆိုင်ဘူးတာတွေကနော်။